မင်္ဂလာပါရှင် Smorya News and IT မြန်မာ Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။အပြင်အထံရုံးခံရမယ့်သမရသစ်ထံမှဘာရီမျော်လင့်နိုင်မလဲဆိုတဲ့သတင်းလေးကိုတင်ဆက်ပေးသွားပါမယ်။ဘက်ကြောင်ဟီလန်စင်ဖြစ်ဖြစ်ကင်တဲဂျုံလန်စင်ဖြစ်ဖြစ်တိုင်းပြည်အတွက်အသုံးတဲ့မယ်လိုအပ်မယ်ဆိုရင်ဘာမှခွဲခြားမနေပဲအသုံးပြုသွားမှာဖြစ်ပါတယ်။ဤစကားကိုပြောလိုက်သူမှဇွန်လ3ရက်နေ့ယူကပွဲရင်အနိုင်ရပြီးကိုရီးယားနိုင်ငံ၏သမရသစ်ဖြစ်လာသူ ဒီမိုကရက်တစ်ပါတီကောင်ဆောင်ဤကျဲမြောင်ဖြစ်ပါသည်။သူ၏သမ္မတတာဝန်ယူခြင်းခန္ဓာ၌ပြောကြားသောနိုင်ငံတော်အခြေပြမိန်ခွန်တွင်ထည့်သွင်းပြောကြားခဲ့သည့်ဤစကားစုသည် သူမိန်ခွန်တစ်ခုလုံး၏အနည်းချုပ်ဟုလည်းဆိုနိုင်ကောင်းပါသည်။သူစကားထဲရင်ပါသည့်လူပုဂ္ဂိုလ်နှုတ်ဤအမည်များသည့်ကိုရီးယားနိုင်ငံ၏နိုင်ငံ၏သမိုင်းနှင့်စင်ပြနိုင်ငံ၏လမ်းစဉ်တစ်ခုကိုကိုစားပြုနေကြပါသည် ဒုတိယကမ္ဘာစစ်နှင့်ကိုရီးယားပြည်ရင်းစစ်တို့၏တရားများထဲမှယုံထလာဆောင်ကိုရီးယား၌1961ခုနှစ်မေလ16ရက်နေ့တွင်စစ်တပ်အာဏာသိမ်းမှုဖြစ်ပွားခဲ့သည်။ဦးဆောင်သူမှာမြန်မာတို့ကပတ်ချုံဟီဟုခေါ်နေကြသည့်ဗိုလ်ချုပ်ကြီးဘတ်ဂျောင်ဟွီဖြစ်ပါသည်။ဘတ်ဂျောင်ဟွီသည်ထိုနေ့မှစ၍1990ခုအောက်တိုဘာ26ရက်သူလူယုံတအူီလုံးချန်ခံရချင်းသည့်အာနာပြင်းသောခေါင်းဆောင်တအူအဖြစ်ကိုကိုရီးယားနိုင်ငံကို အုပ်ချုပ်ခဲ့ပါသည်။ ဘကြောင်ဟီခက်တဲ့ကိုရီးယားနိုင်ငံသည်လောက်အားအရင်ပြုသောစီးပွားရေးဖွံ့ဖြိုးမှုဖြစ်ထွန်းလာခဲ့ပါတယ်။စမူနိုင်ငံတစ်ခုအဖြစ်တက်လန်းနိုင်ခဲ့ပါတယ်။နိုင်ငံတဝန်အခြေခံဆောင်အများဖြစ်ထွန်းလာခဲ့ပါတယ်။တို့ရရင်နိုင်ငံလွတ်လပ်ခွင့်နဲ့လူ့အခွင့်အရေးကိုမူတင်းကျပ်စွာချုပ်ကိုင်းထားခဲ့သည်သူကွယ်လိုမီနောက်ထပ်ဆယ်နှစ်ကျော်အထိအာဏာရှင်လွှမ်းမိုးမှုကြီးမားနေဆဲဖြစ်ပြီးဒီမိုကရေစီလှရှားသူများမှသွေးစွနေသောနေရာများဖြင့်အကြီးတန်းနေဆဲဖြစ်ခဲ့ပါသည် ထုကလာများတွင်ဘယ်ကြောင့်ဟီဦးဆောင်သောစစ်တပ်နှင့်စစ်ထောက်လှမ်းရေးများအစိုးရနှင့်အလွမ်းတင်သည့်စီးပွားရေးဒနာရှင်များအဓိကပါဝင်သည့် Democratic Republican Party ကနိုင်ငံရေးကိုအုပ်စီးထားခဲ့ပါသည် DRP သည်လက်ရရင် Conservative Party ဖြစ်ပြီးအမျိုးသားရေးဝါဒကိုလည်းကျင့်သုံးပါသည်သူကွယ်လွန်ပြီးရဲ့နောက် DRP ပါတီသည်တမိုင်းတစ်လျှောက်တွင်အပြောင်းလဲကွဲပြားများစွာကိုဖျက်ဆီးပြီးပါတီအမည်ကိုလည်းအချိန်ချင်းပြောင်းလဲခဲ့ပါသည် ထိုအစံတွေများသည့်ယခုအခါ People's Power Party PPP အဖြစ် တွေးသစ်လောင်းထားကြပါသည်။ဘကြောင့်ဟီဤနိုင်ငံဖွံ့ဖြိုးလန်းစင်သည့်အငင်းပွားဖွဲ့ရများနှင့်ပြည်နယ်တွေက ကိုရီးယားတွင်ယနေ့တိုင်းအသားမသေးသေးပေ Democratic Party မှသမ္မတဖြစ်လာသူဤချင်းမြောင်ကဘကြောင့်ဟီလန်းစင်ဖြစ်စေကမူနိုင်ငံအထက်အကျိုးရှိလင်းကျင့်သုံးမည်ဟုဆိုလိုက်ခြင်းသည့်အတိုက်ခံပါတီဘက်ကိုယင်အေးစီရန်သွေးဆောင်လိုက်ခြင်းဖြစ်ပါသည်။နောက်ထပ်အမည်တစ်ခုဖြစ်သည့် ကင်တဲကျုံဆိုဒီမှာကိုရီးယားနိုင်ငံ e ဒီမိုကရေစီကောင်ဆောင်နိုဗယ်ငင်းချင်းဆိုရှင်ဒီမိုကရက်များကအလေးအမြတ်ထားသူဖြစ်ပါတယ်မြန်မာတို့ကကင်သေးကျုံဟူရေးသားလေးရှိသောကင်တဲကျုံသည်1998 2003သမရမဖြစ်ခင်တွင်ထောက်အကျဉ်းကျဉ်းကြခံရသည့်အပြင်စစ်တပ်ဤလုံချမ်းခံရမည်ပေမှတည်တည်လေးကလော့ခဲ့ရသူတရားပါတရားရခဲ့သူဖြစ်ပါသည် ဒီမိုကရက်တစ်နိုင်ငံရေးကိုဦးဆောင်ခဲ့သူကင်းစီပိုချိုကြည်ဘတ်ကြောင့်ဟီအာနာသိမ့်မှုကိုဆန့်ကျင်ခဲ့သူဖြစ်တာကြောင့်သူလက်ထက်တရှောင်းနိုင်ငံရေးဖိနှိပ်မှုမျိုးစုံကိုကြမ်းကြမ်းခံခဲ့ရပါတယ်။ဘတ်ကြောင့်ဟီကိုဆက်ခံသူပိုချိုကြည်များဖြစ်သည့်ဂျောင်တူဟွမ်၊ချန်တူဝမ်နဲ့နိုတေးဝူတို့ကိုလက်ထက်တွင်လည်းဖိနှိပ်မှုများကိုဆက်လက်ရင်ဆိုင်ခဲ့ရပါတယ်။ 1980ခွန်ကျူလူထုရေတော်ပုံ1989ဒီမိုကရေစီရေတော်ပုံတို့ဖြစ်ပြီးနောက်ပိုင်းဒီမိုကရေစီပွင့်လင်းထူထပ်လာမှုကြောင့်1998ခုနှစ်တွင်သမ္မတရေကောက်ပွဲအနိုင်ရခဲ့သူဖြစ်ပါသည်ကင်တဲကျောင်းသည်မြန်မာဒီမိုကရေစီကဆောင်းဒေါ်ဆန်းစုကြည်ကိုအစဉ်တစိုက်ထောက်ခံအားပေးခဲ့သူလည်းဖြစ်ပါသည်သူဤဒီမိုကရေစီနဲ့လူခွင့်ရေးကိုအလေးထားသောနိုင်ငံရေးလမ်းစဉ်မြတ်တာသောစီးပွားရေးလမ်းစဉ်ဆန်ရှိုင်းပေါ်လစီဟုအမည်ပေးထားသည့်ကိုရီးယားကျွမ်းစိန် ငင်းချိန်လန်စင်များမှာထင်ရှားပါတယ်။သမရတဤကျဲမြောင်ကဒီမိုကရက်တစ်တို့ဤမီရှုတစောင်းနိုင်ဖြစ်သောခင်တဲ့ဂျုံဤလန်စင်ကိုနိုင်ငံအတွက်အကျိုးရှိမည်ဆိုလျင်ကျင့်သုံးမည်ဟုပြောလိုက်ခြင်းသည်သူကိုထောက်ခံခဲ့သောဒီမိုကရက်များဤအသေးနှလုံးကိုဆွဲသိမ်းလိုက်ခြင်းပင်ဖြစ်ပါတယ်။လကဲဒီချလာတွင်လှိုင်းတဘိုးထန်ခဲ့သည့်ကိုရီးယားနိုင်ငံရေးကိုကြည်လင်ပြည်သူအပေါ်အာဏာဖြင့်တင်းတင်းကြပ်ကြပ်အုပ်ချုပ်လိုသူများနှင့် ပြည်သူလူလက်ခွင့်ကိုကာကွယ်ခုခံခဲ့သူတို့ဤပြင်းထန်သောတိုက်ပွဲကိုမြင်တွေ့နိုင်ပါသည်။သမရယွန်စောယောဤစေဟုထုတ်ဤကြညာချက်သည်တတိုင်းပြည်လုံးကိုတလုံးဖွဲ့ရာဝယုံသုံးကားဖြစ်စေခဲ့ပြီးနောက်ဆုံးတွင်ယွန်ကိုသမရယာထုမဆွဲထုတ်သွားခဲ့ပါသည်။အာနာယပါတီ PPP သည်ယွန်ကိုကဲတင်နိုင်အသေးအံစူးစားခဲ့တော့လဲပါတီတွင်အကွဲပြေးများသောအဖက်တင်နှင့်အာနာလလခဲအပါသည်။ ထူထားချက်မှာသမရယွန်ကိုနှုတ်ထွက်ပြီးတရားစွဲထားချိန်တွင်ယွန်ဘမရဲ့တီးခဲ့သည့်ထောက်ခံအင်အားမှာကန့်ကွက်သည့်အင်အားနှင့်အပြန်ဆန်းရှိခဲ့ပါသည်ထို့ပြင်ဇွန်လရေကောက်ပွဲ၌ PPP မှသမရလောင်းကင်မွန်စုရရှိခဲ့သောမဲမှ47.5%ခန့်နှုန်းရှိတော့လဲ PPP မှခွဲထွက်သွားခဲ့သူလက်ရရင် Reform Party မှအီဂျွန်ဆော့ရရှိသောဆန္ဒမဲ8.3%ခန့်နှုန်းကိုပါထည့်ပေါင်းကြည့်ရင် ဒီမိုကရက်တစ်ပါတီမှအီချင်းမြောင်ရရှိသောဆန္ဒမဲ49.4နှစ်ရာခိုင်နှုန်းထက်အနည်းငယ်ပိုနေပါသည်ဤအချက်မှာဘယ်ကြောင့်ဟီလန်စင်ကိုလက်ခံသောကွန်ဆာဗေးတစ်အင်အားမှတတိုင်းပြည်လုံးဤတဝက်ခန့်ရှိနေသေးသည်ကိုဖော်ပြနေပါသည်အထူးသဖြင့်တက်ကြီးမိုင်းနှင့်စမှုလုံငယ်အခြေဆိုင်ဒေသများတွင်ထောက်ခံအင်အားခိုင်မာရရှိနေသည်ကိုပြသနေပါသည်ထို့ကြောင့်တနိုင်ငံလုံးကိုကောင်းဆောင်ရမည်သမရသည်သည်အတိုက်ခံပါတီဘက်မှထောက်ခံသူများလက်ခံနိုင်ရေးကိုစီရင်ရန်အလေးနက်ထားသည့်သဘောဖြင့် ဘာကြောင့်ဟီးဆိုသည့်အမည်နာမကိုထုတ်ဖော်ပြောကြားခြင်းဖြစ်ဟန်တူပါသည်။ထွေချက်ကိုပင်အခြားရှုထောင့်မှကြည်လင်ကိုရီးယားနိုင်ငံသည်ဒီမိုကရေစီနိုင်ငံတစ်ခုဖြစ်သောညာဒီမိုကရေစီစံကျင်ဘက်အတွေ့အခေါ်ပြုမှုများသည်လည်းအကဲမသေးသေးဟုမှတ်ယူနိုင်ပါသည်။ထို့ကြောင့်မင်းသမရအီကသူအီမေခွန်တွင်ပြည်သူလူထုကိုအလေးမြတ်ပြုကြောင်း ပြည်သူလူထုသည်ပဒါနဖြစ်ကြောင်းဒီမိုကရေစီပြန်လည်ထူထောင်ရေးကိုဦးစားပေးမည်ဖြစ်ကြောင်းအကြေတဝင့်ပြောကြားသွားခဲ့ခြင်းဖြစ်ဟန်တူသည် ဤစကလုံးများသည့်မြမဒီမိုကရေစီကောင်ဆောင်ဒေါ်ဆန်စုကြည်အီမိန်ခွန်များကိုပြန်လည်ကြားရောက်မိစေအောင်ထပ်တူကြနေပါရင်မြမနိုင်ငံတွင်စစ်တပ်ကအကြမ်းဖက်အာဏာသိမ်းမှုကိုအူအက်ဆာကန့်ကွက်ရှုံချခဲ့သူနေဦးတော်လင်ကိုအားပေးထောက်ခံခဲ့သူဤချင်းမြောင်သည်သူသမရဖြစ်ချိန်တွင်မြမရေးကိုဘလောက်ဦးစားပေးမည်လဲဆိုသည်ကစိတ်ဝင်စားဖွယ်ဖြစ်ပါရင်သူမိန်ခွန်ရာသူနိုင်ငံ၏အကျိုးစီးပွားကိုဥထိတ်ထားကြောင်းထင်ရှားပါရင်တဘာဝချစွာပင်သူနိုင်ငံတည်ငြိမ်တိုးတက်ရေးကို ူဦးစားပေးရမည်ဖြစ်တယ်။သူရရင်သူကင်းနေဇုံလန်းစင်ကိုလည်းမပြစ်ပဲဟုပြောထားတာကြောင့်မြန်မာဒီမိုကရေစီရေးကိုအားပေးထောက်ခံနေအောင်မည်ဟုလည်းဖွင့်ဆိုမှတ်ယူနိုင်ပါတယ်။မြန်မာနေဦးတော်လန်ရေးအတွက်သမရဤကိုအကောင်းဖက်မှရှင်မြင်နိုင်ပါတယ်။သို့သောမြမတော်လိုင်း၏အဆုံးဖြတ်မှာမြမပြည်သူများထံတွင်သာရှိပါသည်သမရဤသည်ငယ်စဉ်က ကလေးဆက်ယုံလို့သားဘဝနှင့်သမရဤသည်ငယ်စဉ်က ။သမရအီသည်ရေစင်းကကလေးဆိုင်ရုံလို့သားဘွားကိုကြုံခဲ့ရဖူးပြီးအလုသမားကောင်းဆောင်လူခွင့်ရေရှိနေလူထုလှူရှာမှုကောင်းဆောင်မြဝင်အုပ်ချုပ်ရေးမှုပြည်내အုပ်ချုပ်ရေးမှုလွှတ်တော်အမတ်ပါတီဥက္ကဋ္ဌစသဖြင့်နိုင်ငံရေးခရီးရှိကိုအစဉ်အဆက်ဖြတ်တန်းလာသူဖြစ်ပါတယ်။ရေကောက်ပွဲများတွင်ရှုံးနေဖူးသလိုနိုင်ခဲ့ဖူးပါတယ်။သူတာဝန်ယူရမည့်အချိန်တွင်နိုင်ငံစီးပွားရေးတိုးတက်တည်ငြိမ်အောင်အတိအကျလုပ်ရအောင်မည်နိုင်ငံ၏ပဋိပက္ခများကိုပြည်ငြိမ်အောင်လုပ်ရအောင်မည် အတိုင်ခံတို့ဘက်မှထိုးနှက်လာမည်ဆွဲချမည်ပြဿနာများကို ဖြေရှင်းရအောင်မည်ဝင်ကြီးအဖွဲ့ကိုမဖွင့်နိုင်ခင်သမရယာထုကိုယူထားရတာကြောင့်ရခင်လက်ထက်က ဝင်ကြီးများနဲ့လက်တွဲအလုံးလုံးနေရဆဲဖြစ်ပါတယ်ထိုးရင်းများကြတွင်မြန်မာရေကာသူအတွက်ရှီတန်းတွင် ရှိမနေနိုင်သည်မှာတည်ချပါတယ်သူရရင်ဆရာနာသိမ်မှုကိုဆန့်ကျင်ရှုံချသူယွန်းဤဆေအိုချိုရေကိုဥဆောင်ဆန့်ကျင်ခဲ့သူဒီမိုကရေစီနဲ့လူခွင့်ရေးကိုဦးစားပေးသူသမရဤချင်းမြောင်လက်ထက်တွင်ကိုရီးယား ီမိုကရက်တစ်များ၏ယီမန်ချက်ဖြစ်သည့်အာရှဒီမိုကရေစီဖွံ့ဖြိုးရေးလုပ်ငန်းများအားကောင်းလာသည့်နှင့်အမျှမြန်မာဒေါ်လာရေပေါ်ရင်လည်းတနည်းတဖုံအကျိုးပြုနိုင်လိမ့်မည်လို့ယုံကြည်ပါတယ်။ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးမှုအစီအစဉ်ကတော့ဒီလောက်နဲ့ပဲဆုံးသတ်ပါရစေ။အားလုံးပဲကိုယ်စိတ်နှစ်ဖြာကျန်းမာရှင်လန်းကြပါစေရှင်။